သင်ကဂျင်စော့ဘော့တို့စိတ်ကူးထားရဆိုလို့ရှင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါ Hello ပြန်ပြီးကြိုဆိုလိုက်ပါရပေါ့အဲဒီနေ့ဗီဒီယိုလေးမှာတော့ထုံးတန်တိုင်းသင်ပေးနေတဲ့နီးပညာလေးတွေမျိုးပဲ ਨੇ အဲခြားခြားပါပါကျွန်တော်ရဲ့အတွေ့အကြုံလေးကိုဒီဗီဒီယိုလေးမှာ share လုပ်ပေးတာပါပါဂျင်စော့စိတ်ကူးထားရဆိုလို့ရှင်တော့ င်းရဲ့စိတ်ကူးတွေကိုဒီနေရာနေနောက်ဆုတ်လိုက်ပါပါเนาะအဲဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဒီအဲတနစ်ကြော်ကြော်လာရှင်းဆော့လာတာပါအခုလည်းကျွန်တော်ဆော့ခဲ့တာကနီးစနစ်မှန်လားမှားလားဆိုတာကိုကျွန်တော်ကိုကျွန်တော်သိတယ်လို့အဲကျွန်တော်ကို train ပေးတဲ့ trainer တွေလည်းသိတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကတက်လာသလားဆိုတော့ပြည့်စုံသားကြီးတော့မတက်လာဘူးဘာလို့လဲဆိုလို့ရှိရင်နံပါတ်1အရေးကြီးဆုံးဟာ ပတ်သက်မှာပဲပေါ့နော်အဲကျွန်တော်တို့ကကြတော့ဒီယုံဝင်တန်းနေဖြစ်တဲ့အတွက်အဲယုံသွားယုံပြန်ပေါ့နော်ယုံပြန်တဲ့အခါမှာပြန်ဆော့အဲအဲ့ပုံစံမျိုးနဲ့လဲပတ်နေတယ်ပြီးသွားတော့ကြတော့လက်ထဲမှာပတ်သက်ဘလောက်ပဲရှိနေရှိနေအဲကျွန်တော်တို့တွေအများကြီးမသုံးဘူးပေါ့နော်အဲဘာလို့လဲဆိုလို့ရှိရင်ကိုရှာထားတဲ့ပတ်သက်ကိုကိုသုံးရမှာနှမျောတယ် အဲဒါပေမဲ့ကျွန်တော်တို့ဒီဂျင်းမှာသတ်မှတ်ထားတဲ့ချက်ဥတစ်နေ့ကိုသုံးလုံးစားရမယ်အစားရှိကိုကျွန်တော်တို့ဒီအဲချက်ဥကိုစားကြရတယ်အဲဒါပေမဲ့ကျွန်တော်စားခဲ့ရပေါ့နော်အဲတစ်နေ့ကိုသူသတ်မှတ်ထားတဲ့အချိန်သုံးလုံးအဲစားတဲ့အခါမှာတလားလောက်နေတော့ကျွန်တော်ရဲ့ပေါင်က2ပေါင်လောက်တက်လာတယ်အဲ့ဒီ2ပေါင်ကမမှန်ဘူးပေါ့နော်ဂျင်းများများတောက်တဲ့အခါမှာဆိုလို့ရှိရင်အဲ3ပေါင်လောက်ဖြစ်သွားတယ်အဲရင်မတောက်ဘဲနဲ့ကျွန်တော်တို့ရဲ့အစားမစားဘဲနဲ့သွားဆော့တဲ့အခါမှာဆိုနည်းနည်းလေးပြန်ကျသွားတာရှိတယ်ပေါ့နော်အဲဒီဗီဒီယိုလေးမှာပြောချင်တာကတော့အဲဒီဂျင်းဆော့တဲ့အခါမှာအဓိကနံပါတ်1အရေးကြီးဆုံးက အဲအားတွေဘာညာတွေမဟုတ်ဘူးအရေးကြီးဆုံးကတော့ကျွန်တော်ပတ်သက်ပါနော်ကိုယ့်ရဲ့လက်ထဲမှာပတ်သက်ကဒီအစ်ထရမန်နီဖြစ်နေဆိုလို့ရှိရင်တော့ဆော့တဲ့နယ်လို့ကျွန်တော်ဒီနေရာတိုက်တွန်းနေပါတယ်တလကိုဂျင်းဆော့ကဒီအနည်းဆုံး9000ပေးရတယ်ဆိုပါတော့လက်ထဲမှာ9000တော့ရှိပြီဂျင်းသွားဆော့လို့မရဘူးပေါ့နော်ကိုကဒီရွေကျစ်တစ်ခုခုနဲ့ဂျင်းဆော့မှာဖြစ်တယ်ဂျင်းဆော့လို့ဆိုလို့ရှိရင်တော့ကျွန်တော်ရွေကျက်မထားလို့မရပါဘူးပေါ့နော် အကိုကဒီရွေကျက်နှစ်ခုရှိမှလာဂျင်းဆော့လို့ရတယ်ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်နံပါတ်1ကကြတော့ အဲခန္ဓာကိုယ် body ကို change လိုက်ချင်တာလားဒါမှမဟုတ်လို့ရှိရင်နောက်နံပါတ်2ကစမ်းမှန်ချင်တာပါဗောနော်ဒီအချက်နှစ်ချက်နဲ့ပဲကျွန်တော်တို့ညင်ဆော့လို့ရတယ်ဥပမာရေဖိုင်းရဆိုလို့အရင်တော့ခန္ဓာကိုယ်ကြည့်ရင်အဲသူကစမ်းမှန်ချင်လို့ဆော့တာမဟုတ်ဘူးသူ့ရဲ့ body ကို change ချက်လုပ်ချင်လို့ဆော့တာအဲ့ဒီအတွက်သူကတနည်းကိုသူသတ်မှတ်ထားတဲ့အစားစာစားတယ်။ဒါပေမဲ့သူစားတဲ့အစားစာကလည်းဒီတနက်စာကကျွန်တော်တို့သုံးနက်စာလောက်ပတ်စံဝန်ပမာဏရှိတယ်ပေါ့နော်။အဲ့ပြီးတော့အစီအစိမ့်ကမစားဘူး။အဲ့ဒီအတွက်သူတို့ဘာလုပ်လဲဆိုလို့ချင်း သူသတ်မှတ်တာဘရိုသင်းနဲ့တောက်လို့ရတဲ့ဟာကိုသူတောက်တယ်ပေါ့စားကြည့်လို့သူနီးစနစ်မှန်မှန်နဲ့သူတေချာသူ့ကိုသူဒီစက်စံမတ်တဲ့ကလေးစနစ်တကျသူအလုံးတော့ပြီးမှအဲအခုလည်းမဘော်ဒီကိုချိန်ချက်လုပ်နေတာပေါ့နော်နောက်တစ်ခုကခရစ်စတီယာနိုဆိုလို့ချင်းသူ့ရဲ့ဘော်ဒီကတန့်တန်ပြီးတာဖြစ်တဲ့အတွက်နေ့စဉ်သူကတန်မာဖို့ကြမ်းမာဖို့တက်ပဲသူကျင်ဆော့တယ် အဲ့ဒီအတွက်သူ့ရဲ့စားသောက်လုံးကသူကပြောလို့ပဲအသေးစိတ်မစားလို့ပြောရတော့ဒီ gas ပါတယ်ဒီ A တွေဆိုလို့ရှိရင်သူမတောက်ဘူးเนาะအစားကြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုအတူကကြတော့ဒီပြန်ပြီးတော့ခန္ဓာကိုယ်ချိန်ချက်လောက်တာမဟုတ်ဘူးလေသူ့ရဲ့ခန္ဓာကိုယ်အမူရင်းရှိပြရာကောင်ပြန်ထိန်းတာပေါ့เนาะအဲ့လိုပဲကျွန်တော်တို့ဒီခရစ်စတီယာနိုဆိုလို့ရှိရင်ကျမ်းမာရေးအတွက်ဆော့တာပြီးတော့သူ့ရဲ့တက်လွန်အတွက်သူဆော့တာဆော့ကြလို့ဒီ defiance ဆိုလို့ရှိရင်ညာသူ့ရဲ့ body ကိုချိန်ချက်လောက်ခြင်းလို့ဆိုတာပေါ့เนาะ ဒီအရာတွေအားလုံးရဲ့အနောက်ွယ်ကအဓိကဘာလဲဆိုရင်ပတ်သက်ပါတော့ကိုကဒီလက်ထက်မှာရှိတဲ့ငွေလေး9000နဲ့ပြင်သွားဆိုရဲသူကအသင်ပြေလို့စားရဆိုလို့ချင်းမိတ်ဆွေသင်ရကျွန်တော်လိုပဲ eBay eBay ဖြစ်ပြီးတော့ဒီတစ်နှစ်လောက်မှာလည်းဒီအလွန်ဆုံးသက်9000ပဲမပူဘူးပေါ့နော်ဒါကြောင့်မလို့ကိုကဂျင်းဆော့လောက်မယ်ဆိုလို့ချင်းအနည်းဆုံးကိုယ့်စီမှာ extra money အဲဥမာဂျင်းဆော့ဖို့က9000ဆိုလို့ချင်းကိုရဲ့ဒီစားပြေကလက်တိပေါက်စင်းကဘယ်လောက်လောက်သွားမှာပေါ့နော်သင်ကအကြိမ်မစားနိုင်ဘူးဆိုလို့ချင်းလည်းဒီသူတို့ trainer တွေ လမ်းညွှန်ထားရတယ်ပေါ့နော် instruction ပေးထားတယ်ကျွန်တော်တို့တွေဒီအဲ protein နဲ့အစာရှိတဲ့အစာလာကိုကျွန်တော်တို့စားတယ်နဲ့ဥပမာကျွန်တော်ကြောက်ကြုတ်လေးစားပြီးတော့ဒီကျင်းကိုယ့်ရဲ့ခန္ဓာကိုအချိန်ကျစလုပ်လို့မရဘူးအသွေးဦးမလားတော့မသိဘူးတက်တော့မှာကျွန်တော်ထမင်းမစားပြီးကျင်းဆော့တယ်ဒါတွေကလုံးဝ fake တွေပါပေါ့နော် ဒီရာတွေကိုသွားပြီးစိတ်ကူးမြင်တယ်ဘာလို့လဲဆိုရင်အစွားပြောလို့ပဲကျွန်တော်ကိုယ်တိုင်လည်းဒီအကျင်တစ်နှစ်လောက်ဆော့ခဲ့တယ်ပြီးတော့အသက်မှတ်ထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီကြက်ဥစားတယ်ပြီးတော့ပဲနှက်ပေါ့နော်အစားရှိတာစားတယ်အရင်မှန်မှန်အိတ်တယ်ပေါ့နော်အဂိန်းလေးဆိုလို့ရှိရင်လည်း short short ပြီးအခုလိုမျိုးလုပ်တယ်ဒါပေမဲ့အစွားပြောလို့ကျွန်တော်တို့စားဖို့အတွက်ဒီရာကမလုံလောက်တဲ့အတွက်ကျွန်တော်ကိုယ်စင်းနေမဝယ်နိုင်ရဘူးပေါ့နော်အဲမဝယ်နိုင်ခဲ့တဲ့အတွက်အဲကျွန်တော်ခံလာကွာ changes လုပ်လို့မရခဲ့ဘူးပေါ့နော် ဒါပေမဲ့အဖတ်တင်တာပါလဲဆိုလို့ရှိရင်ကုံဆုံးတာလည်းတလ9000ပတ်သက်နဲ့အပြီးတော့ကိုယ့်ရဲ့အချိန်တွေအပြီးတော့ကိုယ့်ရဲ့ပင်မမှုတွေပေါ့နော်ဒီရာတွေကုံဆုံးသိခဲ့တယ်။ဒါကြောင့်ကျွန်တော်ဆုံးဖြတ်ထားတာကကိုကဂျင်းဆော်နီးကိုလည်းသိတယ်။ကိုဘလို့ဆော့ရင်လည်းကိုဘလို့ထွားတိုင်းမယ်ဆိုတာလည်းသိတယ်။ဒါတော့ပြောသလိုပဲကျွန်တော်တို့စားဖို့အတွက်ဒီရာလုံလောက်လောက်ရှိပြီဆိုတဲ့တနေ့ကျွန်တော်ပြန်ဆော့မှာပေါ့နော်။ဒီလိုလေးကိုကျွန်တော်တို့သုံးသပ်နေလည်းပြောလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုချိန်ကျစေဖို့အတွက်ဆော့မှာလား။ဒါမှမဟုတ်ကျန်းမာရေးအတွက် လက်ရှိခန္ဓာကိုပြန်ပြီး control လုပ်ထားဖို့တော့မှာပါเนาะဒီအကြောင်းအရာလေးနဲ့ချက်နဲ့ပဲရင်ဆိုတဲ့အရာကိုရက်တည်ထားတာလို့ကျွန်တော်ထင်တယ်မိတ်ဆွေတွေရဲ့ချင်းမြတ်တွေကိုလည်း comment မှာရေးသွားပေးလို့ရတယ်ပေါ့เนาะဒါကြောင့်လို့ကျွန်တော်ဆောက်မှဆိုလို့ရှိရင် expert money ဆိုလို့ပါတယ်